အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနယ်ဇလဗေဒညွှန်ကြားဖို့ဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။အထူးမိုးလေဝသအနေနဲ့တိုင်ဖုန်းမုန်တိုင်းအဖြစ်အားပိုကောင်းလာမဲ့မမုန်မုန်တိုင်းအခြေအနေနဲ့စွန့်ရီမှတ်ထက်ကြော်လွန်နေတဲ့မြေကြီးကြီးချင်းအနေနဲ့သတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရခင်ဗျာ။ ထမအောင်ဆုံးအနေနဲ့ဘင်လယ်မြန်မာဖြစ်ပေါ်နေတဲ့လေဝင်လိုင်းမှတစ်ဆင့်မုန်တိုင်းဖြစ်ပေါ်လာနိုင်တဲ့ထူးခြားမိုးလေဝသသတင်းများကိုတင်ပြပေးပါမယ်။လက်ရှိဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနေပြီးအိန္ဒိယနိုင်ငံအော်ရစ်တာပြည်နယ်နဲ့အန်တာပရာဒိရှ်ကမ်းခြေကိုပါဘူးမြို့အနီးကိုအော်တိုဘားလ2ရက်နေ့ညပိုင်းမှာရောက်ရှိနိုင်ပါတယ်။အော်တိုဘားလ3ရက်နေ့မနက်ပိုင်းမှာတော့မုန်တိုင်းငယ်အဆင့်ကနေအကောက်နဲ့လေပြင်းနဲ့ရောင်းအဖြစ်အာရော့သွားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ တခြားပုံစံပြုတ်မော်ရယ်တွေရဲ့ခံမှန်းချက်အရလည်းဒီညမှာပဲအာရုံသွားနိုင်တယ်လို့တင်းကြီးသူကျွတ်တဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။အရေပြပင်လယ်မှာလေဝေလိုင်း 90A ဟာဘင်္ဂလားပင်လယ်အော်ကဒီမုန်တိုင်းငယ် 01B ကုန်းတွင်းဝင်ရောက်ပြီးနောက်မှာအာပိုမိုကောင်းလာနိုင်ပြီးမုန်တိုင်းငယ်ဖြစ်ပြောင်းလဲကာအိုမန်ပင်လယ်ကွေ့အနီးမှာအာရုံပြက်ပြက်သွားနိုင်ပါတယ်။တောင်တရုတ်ပင်လယ်ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းမမှုဟာဒီကနေ့မနက်မှာတင်အားကောင်းလာတဲ့အပူပိုင်းမုန်တိုင်းဖြစ်လာပါတယ်။ ဖိလစ်ပိုင်မြောက်ပိုင်းကိုဖျက်ချော်ပြီးခဲ့တဲ့နောက်အော်တိုဘားလ၄ရက်နေ့ညပိုင်းမှာတိုင်ဖွန်းမုန်တိုင်းဖြစ်အားပိုကောင်းလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အရှိပင်လည်းကအဆိုပါတိုင်ဖွန်းကြီးမမူ၂၈လုံးမြောက်ဟာအော်တိုဘားလ၅ရက်နေ့မနက်မှာဟိုင်နန်ကျွန်းကို၄တိုင်နှုန်းတနာရီ၁၂၁မိုင်နဲ့ဖျက်ချော်ပါမယ်။မုန်တိုင်းရဲ့လက်ကျန်မိုးတိမ်တိုက်တွေဟာတရုတ်ဗီယက်နမ်နယ်စပ်ကိုဖျက်ချော်ပြီးတရုတ်နိုင်ငံယူနန်ပြည်နယ်ကနေတဆင့်မြေကြီးနားကိုဥတီလာမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမိုးအခြေအနေခန့်မှန်းချက် မုံတိုင်းနဲ့ဆက်ဆက်တဲ့မိုးတိမ်တိုက်တွေဟာအောက်တိုဘာလ6ရက်နေ့ကစပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာတဆင့်မြန်မာနိုင်ငံထဲကိုစတင်ဝင်ရောက်လာပါမယ်။အဲဒီနောက်ပိုင်းမြန်မာပြည်တပြည်လုံးမှာမိုးတိထံပြီးတချို့နေရာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မုံတိုင်းပြည်မှာလည်းအောက်တိုဘာလ16ရက်နေ့အထိပစိဖိတ်နောက်ပိုင်းကရင်ခွေတိမ်တိုက်တွေကြောင့်မိုးဟာဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။လာမယ့်3ရက်လောက်မိုးပြတ်ပြီးတဲ့နောက်နောက်ဆက်ရွာမဲ့မိုးဟာအော်တိုဘာလ16ရက်နေ့ဒီစုစုပေါင်းမိုးရွာချင်း6လက်မမှ10လက်မကန်ထိရွာသွန်းနိုင်ပါတယ် မိုးရွာသွန်းမှုဆက်ရှိနေအောင်မှဖြစ်လို့ပဲဆိုင်တောင်သူများအနေနဲ့အချိန်ကြိုက်စိုက်ပျိုးနိုင်မှုအတွက်အောက်ပါအတိုင်းကြိုတင်ပြင်ဆင်နေပါတယ်။တင့်တော်တဲ့အချိန်စိုက်ပျိုးမှုအတွက်ထဲမောက်မြေပြင်ဆင်ခြင်းများကိုကြိုတင်လှုံ့ဆော်ပြီးစောင့်ဆိုင်ထားပါ။အောက်တဘာလ20ရက်နေ့သတင်းညွှန်လာခွင့်နေ့မတိုင်ခင်ကျဲနိုင်မှုအချိန်ယူပါ။နောက်ထပ်15ရက်ဖြစ်တဲ့တစောင်းမုံလလည်းအတွင်ကျဲနိုင်သေးရင်လည်းအချိန်မီပါရတယ်။ဒါပေမဲ့တစောင်းမုံလကွယ်နောက်ပိုင်းရောက်သွားရင်တော့နောက်ကျသွားပြီဖြစ်လို့မကောင်းတော့ပါဘူး။ မိုးတိတ်များနိုင်တဲ့ကုန်းတွင်းတွေမှာဒေသအလိုက်မြေမျိုးအစားလိုက်စိုက်ပျိုးနိုင်ပါတယ်။မြေကိုထည့်ရေးပြင်ဆင်တဲ့နီလန်းမြေအောက်တပ်ထိမ့်သိမ့်မှုစရာတွေပေါ်မူတည်ပြီးရလဒ်တွေကတော့ကွာခြားနိုင်ပါတယ်။ဆက်လက်ပြီးမိုးလေဝသအခြေအနေတွေကိုမပြတ်အသိပေးနေအောင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးမိုးစလာမှထုတ်ပြန်ထားတဲ့အားကောင်းတဲ့မှုန်တိုင်းငယ်အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မှုန်တိုင်းငယ်ဟာ မြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်အရေးမိုင်း435မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်အရေးမိုင်း105မိုင်ခန့်ကိုပါဘူးမြို့ရဲ့တောင်အရှိတောင်ဘက်အရေးမိုင်း80ခန့်နဲ့ပါရာဒိစ်မြို့ရဲ့တောင်အနောက်တောင်ဘက်အရေးမိုင်း145မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အောက်ကောင်းတဲ့မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားနိုင်မဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်သတ်မှတ်ထားပါရယ် အကောင်းတဲ့မုံတိုင်းငယ်ရဲ့တီနီယာဘိုချက်လေပီးယားနဲ့လေတိုက်နှုံးတွေကတော့အဆိုပါအကောင်းတဲ့မုံတိုင်းငယ်ဟာမြန်မာစံတော်ချိန်9နာရီခွဲအချိန်မှာမြောက်လက်တီကျု18.2ဒီဂရီနဲ့အရှိလောင်ကြီးကျု85.8ဒီဂရီမှာရှိပြီးဘိုချက်လေပီးယား998ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုံးမှာတနအီကို35မိုင်မှမိုင်40တိဖြစ်ပေါ်လျက်ရှိပါတယ်။နောက်24နာရီတွင်ခံမှတ်ချက်ကတော့အဆိုပါအကောင်းတဲ့မုံတိုင်းငယ်ဟာမြောက်အနောက်မြောက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီး ယနေ့ညနေပိုင်းမှာအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်နဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အန်တာပရာဒိရှ်ကမ်းခြေကိုပါပူးမြို့နဲ့ပါရာဒက်စ်မြို့ကြားကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ယနေ့နံနက်မှာနောက်24နာရီအတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြားမိုးတိချုံရွာပြီး အချို့ဒေသများမှာနေရာကွက်၍မိုးကြီးခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှဆန်တပေကန်ရှိနိုင်ပါတယ်။မော်တမာကွင်းမော်တန်နယ်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းတစ်တက်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမုတ်တမခွေမိုးတနေ့နိုင်ကန်ရန်တခြားနယ်ကဲလော့ပင်လယ်ပြင်တို့မှာရှစ်ပေမှ10ပေကန်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍အားကောင်းတဲ့မှုန်တိုင်းငယ်ရဲ့အချိန်ကြောင့်မိုးတိထန်စွာရောက်သွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများမှရှိတဲ့ကုန်းမြစ်ဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ် ြေငယ်ချောင်းကများအနေတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တမ်းရေးမြမကန်ရုံးတစ်ချောင်းနဲ့ကန်လော်ပင်လယ်ပြင်တို့မှာကန်ဒီကန်ဝေးငါဖမ်းရေရေများတမောများနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လည်းလိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီမိုးတိထန်စွာရောက်သွင်းခြင်းကြောင့်မြေရေရှမ်းခြင်းအခြေအနေသတိပေးချက်များနဲ့မြေရေချိန်များကိုပြောပြပေးတော်မှာဖြစ်ပါတယ် ၃ရက်ဆယ်လ၂၀၂၅ရက်နေ့နာနဲ့၆နာရီခွဲချိန်တိုင်းထားချက်မြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါရစေ။မြေကြီးနားမြေကြီးဟာမနေ့ကညနေကနေ၁၂နာရီအတွင်း၅ဗီခွဲကန့်ထပ်တက်လာပါရစေ။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့၂၈ဒသမ9ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့16ဒသမ6ဒီဂရီဆယ်စီယံတို့ဖြစ်ပါရစေ။မြေကြီးနားမြေကြီးဟာဆွေရင်မတ်1200စင်တီမီတာသို့ရောက်ရှိရန်635စင်တီမီတာ၂၁ဒီဘီနီနီကန့်အလိုမှာရောက်ရှိနေပါရစေ။ ညကြီးနားမြေမင်းကညနေပိုင်းကနေယနေ့နံနက်ပိုင်းအထိစုစုပေါင်း6ပေကွမ်းနီးနီးမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်2ပေ3ပေကထက်တက်လာနိုင်သေးပါတယ်။မြေတက်ကြပုံမှန်နေထားကမှရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ARD မြေအထက်ပိုင်းမှာတော့မိုးအားအသင့်တင်ရှိနေပါတယ်။ရံဖန်ရံခါ ARD မြေစုံအထက်ပိုင်းမှာနေရာကွက်ကြားမိုးသည့်ထန်စွာရောက်သွင်းခြင်းများကြောင့်ညကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။ စကားတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမုတ်တိတ်တောင်ဖြစ်ထွန်းမှုအသင့်တင်ရှိနေပါမယ်။ AR မြေဦးတစ်ချောင်းနဲ့ချင်းတွင်းမြေဦးတစ်ချောင်းမြကန်းနီမြေနစ်ဒေသများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူကြီးများနဲ့ရေလုံသားများ ERI မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ချင်းတွင်းမြေအခြေအနေကိုဆက်လက်တင်ဆက်ပေးပါမယ်။ခန်းနီမြေဟာ မနေ့ကညနေကနေ12နာရီအတွင်းတပီကျော်ကပ်ပြန်တက်လာပါတယ်။မုံရမြေဟာမနေ့ကညနေကနေ12နာရီအတွင်းတက်လက်မကန်ထက်ကြသွားပါတယ်။ချင်းရွံ့မြေထပ်ပိုင်းမှာလည်းတလောမိုးအားအနေငယ်မှအတင်းတင်ရှိနေပါတယ်။နောက်နေ့ရက်အခမ်းအထီချင်းရွံ့မြေထပ်ပိုင်းဒေသများမှာမိုးအားကောင်းလာနိုင်တဲ့အတွက်ယခုရက်ပိုင်းတွင်ချင်းရွံ့မြေရိုးတခြားရှိမြို့များအားလုံးမှာ မြို့အစဉ်လိုက်တက်ဖက်သူဦးတည်နေအောင်မှာဖြစ်ပါတယ်။ကျန်းမြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ခန်းဒီဟ ோம் မလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းခင်ကန်ဒီနဲ့မုံရမျိုးတွေရဲ့မြည်ရများဟာဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေပါမယ်။ ARI မြည်ရဲ့အခြေအနေကတော့မြေကြီးနားမြည်ရဲ့ပြန်တက်လာပြီဖြစ်လို့ ARI မြို့တစ်ချောင်းမှာရှိတဲ့မြို့များအလုံးမှာမြို့အစင်လိုက်မြည်ရဲ့များပြန်လည်မြင့်တက်လာမှာဖြစ်ပါကြောင်းအတိပေးတင်ပြအပ်ပါရခင်ဗျာ။ဗမော်မြည်ဟာအနေငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းကြီးမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရှိကူကတာထိကြိုင်တပိတ်ချင်းမန္တလေးစခိုင်းမြင်းမှုပခုတ်ကူညာအိုချောက်မင်းဘူးမကွေးအောင်လံပြီးစိတ်သာ ဟင်းသနားနဲ့ဇလုံမျိုးတို့ရဲ့မြေအများဟာဖြစ်ပြချင်းဆက်လက်ကြာဆင်းနေပါမယ်။အေယာရီမြေရေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါရ။ဆက်လက်ပြီးမိုးစလမှာထုတ်ပြန်ထားတဲ့အားကောင်းသောမုန်တိုင်းငယ်အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါရ။အားကောင်းသောမုန်တိုင်းငယ်အခြေအနေမနေ့ကမြန်မာစံတော်ချိန်15နာရီ30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အကောင်းဆုံးမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်၄၄၀ကအကွာအိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်၉၅မိုင်ကန်ကိုပါပူးမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်၆၅မိုင်ကန်နဲ့ပါရာဒက်စ်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်၁၄၀ကအကွာပင်လယ်ပြင်ကိုဗဟိုပြုတ်နေပါတယ် အကောင်သောမုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်ကဥတီ၍ရှာမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်စစ်သတ်မှတ်ထားပါရခင်ဗျာအဆိုပါအကောင်တဲ့မုံတိုင်းငယ်ဟာမြန်မာစံတော်ချိန်19:30အချိန်မှာရောက်လက်တီကျူ78.3ဒီဂရီနဲ့အရှိလောင်ကြီးကျူ85.4ဒီဂရီမှာရှိပြီးဗဟိုချက်လေပီအား968ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းမှာတနအီကို35မိုင်မှမိုင်50နှုန်းကဖြစ်ပါတယ်အဆိုပါအကောင်းတဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာ အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်နဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အန်တာပရာဒိရှ်ကမ်းခြေကိုပါဘူမြို့နဲ့ပါရာဒက်စ်မြို့ကြားမှာဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအောင်ကောင်းသောမုံတိုင်းငယ်ရဲ့အချိန်ကြောင့်ယနေ့ညနေမှနောက်24နှစ်အီတွင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းခရီးပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီး ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ခြုံရွာပြီးသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်လေဟာတနိုင်ကိုမိုင်30တိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးဝေမှာစက်တိဖိတ်ကတ်ရှိနိုင်ပါတယ်။ မုံတမခွေမွန်တယ်နဲ့နိုင်ကောင်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလိုင်းအစ်တဲမှာလိုင်းကြီးနိုင်ပါတယ်မိုးသက်လေးပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအယို25မိုင်မှမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်လိုင်းမြေမှာမုံတမခွေမွန်တယ်နဲ့နိုင်ကောင်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေကရှိနိုင်ပါတယ်သို့ဖြစ်ပါ၏အကောင်းသောမုံတိုင်းငယ်ရဲ့အရှိန်ကြောင့်မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသရှိကုန်းမြေဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တန်းရေးမြမကန်ဝင်တဲ့တစ်ချောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ကန်နီကန်ဝေငါးဖန်းရေရေများသမောများနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လည်း လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှုတ်ဆော်အပ်ပါရခင်ဗျာနောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ရအောင်ပါဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာကြများအရဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းဟာမြောက်နောက်မြောက်ဘက်သို့ရွေ့ချခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းသို့ရောက်ရှိခဲ့က မြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်၄40ကန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်65မိုင်ကန့်ကိုပါဘူးမြို့ရဲ့အရှိတောင်ဘက်ရေမိုင်25မိုင်ကန့်နဲ့ပါရာဒိစ်မြို့ရဲ့အနောက်ဘက်ရေမိုင်135မိုင်ကန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါအကောင်းသောမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးယနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအော်ဒီတာပြည်နယ်နဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အန်ဒါပရာဒိစ်ကမ်းခြေတို့ကို ကိုပါဘူးမြို့နယ်ပါရဒက်စ်မြို့ကြားမှာဖျက်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အိုးတို့မှာမုတ်တုံလီအားအသင့်င့်ရှိနေပါမယ်။မနက်ဖြန်မောတဲ့ချိန်ထိခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းခရီးပြည်နယ်တို့မှာနေရာကျကျနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရိုင်တိုင်းဒေသကြီး၊ကယေပြည်နယ်၊ချင်းပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနံပြားမိုးထချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ရွာရံရာနှုံးပြေဖြစ်ပါရယ်ခင်ဗျာဆလပီတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် အသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။မြေကြီးနားမြို့မှာမိုးထစ်ချင်းနေချိန်ထစ်ချုံရောက်ပါမယ်။လိုက်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။အခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ပေါ်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။လာရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်ခင်ဗျာ။ ။ဝတ်တိန်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိန်တောင်ဖြစ်ထွန်းမှုအကောင်းလျင်ရှိပြီးအဆိုပါမိုးတိန်တောင်များရွေးရှားနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးချိုပြခြင်းလက်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုကြပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာ င်းဝကျုံပေါ်ရခိုင်ကောင်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကျနေပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနိုင်ကိုမိုင်30တိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြေဝကျုံပေါ်ရခိုင်ကောင်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပြီးမှဆက်တပေကန်ရှိနိုင်ပါတယ်။မုံတမာကွေမော်တယ်နဲ့နိုင်ကောင်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတစ်တက်မှလှိုင်းကျနေပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနိုင်ကို25မိုင်မှမိုင်30တိတိုက်ခတ်နိုင်ပါတယ်။ <laughs> လိုင်းမြန်မာမုံတမောက်ခွေမုံတနေနိုင်ကန်ဝန်တချောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နောက်တောင်မုံတုံလေးဟာမြန်မာနိုင်ငံမြို့ပေါ်ကျွန်းပေါ်ဒေသများမှာဆုတ်ခွာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မုံတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမုံထစ်ချုံရောက်အမဲရွာရံရာနှုတ်ပြဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မုံတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမုံထစ်ချုံရောက်ပါမယ်။ရွာရံရာနှုတ်ပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတစ်ဝိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြဖြစ်ပါတယ် ောက်ဆုံးအနေနဲ့ ARD တိုင်းဒေသကြီးအတွက်အော်တိုဘားလ3ရက်နေ့မှအော်တိုဘားလ6ရက်နေ့ထိမိုးလေဝသအခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်ော်မှာမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာစက်တင်ဘာလ30ရက်နေ့ည16:30နာရီအချိန်မှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းရဲရံဝန်ဟာအော်တိုဘားလ3ရက်နေ့မှာအားကောင်းတဲ့လေပြင်းရဲရံဝန်ဖြစ်လာပါတယ်။အားကောင်းတဲ့လေပြင်းရဲရံဝန်မှာပုံမှန်အားကောင်းလာနိုင်ပြီးမုန်တိုင်းရဲ့အဆင့်သို့ရောက်ရှိလာနိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနကယနေ့ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက်မှာအောက်ကောင်းတဲ့ဘူဝိုင်းမုန်တိုင်းဖြစ်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက်အော်တိုဘားလ3ရက်နေ့ညမှာတောင်တရုတ်ပင်လယ်တွင်ရောက်ရှိလာနိုင်ပါမယ်။အော်တိုဘားလ4ရက်နေ့ညမှာအနောက်နောင်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးတိုက်ဖုံးမုန်တိုင်းဖြစ်လာနိုင်ကြောင်း JTWC မှထုတ်ပြန်ထားပြီးဖြစ်ပါရယ်။ခုနှစ်အတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေနဲ့သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေကြိုတင်ခန့်မှန်းချက်အော်တိုဘားလ2ရက်နေ့ကနေစတင်ပြီးအရာတိုင်းဒေသကြီးအတွင်းမှာနေ့စဉ်ဖြန့်မြောက်မိုးရေချိန်တလက်မကျော်မိုးနှဲငယ်မှအသင့်တင့်ရွာနိုင်ပြီးမိုးအားရော့နေနိုင်ပါရယ်။ ်အပူရောမြို့နယ်မှာအ ਨੇ စုံမိုးရေချိန်1.25လက်မနဲ့မူပင်ညောင်နှုံးမြို့နယ်များမှာအ ਨੇ စုံမိုးရေချိန်3.44လက်မရွာသုံးရရှိပြီး AR တိုင်းမြောက်ပိုင်းအင်ကပူမြောင်ကြံကင်းမြို့နယ်တွေမှာ9ရက်အတွင်းရွာသုံးရရှိတဲ့မိုးရေချိန်ကတော့2လက်မမှ3လက်မဝန်းကျင်ကသာရရှိနိုင်ပါတယ်မူပင်ညောင်နှုံးပတ်တန်တော်ဗိုလ်ကလေးမြို့နယ်များမှာ9ရက်အတွင်းမိုးရေချိန်အများဆုံးဖြစ်နိုင်ပြီးမြေနေပိုင်းနဲ့ချောင်းကံပေမြေကံပေမြို့ဝများနဲ့လေခွင်းများမှာရေကြီးနိုင်ခြင်းများပါတယ် ဧရာဝတီတိုင်းအလဲပိုင်းဟင်းသရနဲ့မူဝင်းမြို့ကြားရန်ကုန်တိုင်းနဲ့ထိဆက်လျက်ရှိတဲ့အရှေ့ပိုင်းမြို့နယ်များမှာတော့မိုးသက်လေပြင်းကျပြီးမိုးထစ်ခြုံရွာသွန်းခြင်းနေရာကွက်ရေမိုးသီးထန်နိုင်ခြင်းတို့ပုံမှန်များပြနိုင်ပါတယ်။လက်ကွင်းစိုက်ပျိုးမြေများရေဝတ်ပြီးရေလွှမ်းနိုင်တဲ့အတွက်ရေသိမ်းခြင်းနဲ့စိုက်ပျိုးမြေအသစ်များအတွက်ပြိုးချဲပြိုးထောင်ခြင်းကိုနှောင့်နှေးစေနိုင်ပါမယ်။အဖူချိန်လေးတိုင်နှုံလေတုဆူတိုင်းစားနဲ့လေတုညဉ့်ညမ်းမှုအခြေအနေကတော့ဧရာဝတီတိုင်းတွင်းမှာယခုတစ်ပတ်အတွင်း အမြင့်ဆုံးနေ့အပူချိန်ကတော့30ဒီဂရီဆယ်စီယပ်နဲ့အနိုင်ဆုံးညအပူချိန်ကတော့25ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးပင်လယ်ကိုင်းဝရန်ဒီခရိုင်မြို့နယ်တွေမှာအမြင့်ဆုံးအပူချိန်30ဒီဂရီဆယ်စီယပ်နဲ့အနိုင်ဆုံးပူချိန်26ဒီဂရီဆယ်စီယပ်ရှိနိုင်ပါတယ်။ကိုင်းဝရန်အနီးကမြို့နယ်နဲ့ကျေးရွာတွေမှာအမြင့်ဆုံးလေတိုက်နှုန်းတနအီကို -10 ခန့်ရှိနိုင်ပြီး AR တိုင်းတွင်နနက်ညအချိန်တွေနဲ့နေ့လယ်ပိုင်းအချိန်တွေရဲ့လေတုဆိုတိုင်းသာကတော့80ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအတွင်းမှာရှိနေနိုင်ပြီး လေထုဆိုတိုင်းစားများနေတဲ့အချိန်မှာခန်းစားရတဲ့အပူချိန်ကတော့39ဒီဂရီဆဲလ်ဆီယပ်ထိရှိနိုင်ပါတယ်။လေထုညဉ့်ညမ်းမှုအခြေအနေကတော့အများဆုံး25ကန်သာရှိနိုင်တာကြောင့်လေထုညဉ့်ညမ်းမှုမရှိပါဘူး။အေရီတိုင်းဒေသကြီးအနောက်ဘက်နဲ့တောင်ဘက်ကန်ဒီပင်လယ်ပြင်တွေမှာအနောက်အနောက်တောင်ဘက်မှာလေတိုင်နှုန်းအမြင့်ဆုံးတနားကို25မိုင်ကန်နဲ့လှိုင်းအမြင့်3ပေမှ6ပေကန်ထိရှိနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြား ွှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ